အားလုံးမင်္ဂလာပါမလန်းလိုင်း entertainment မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်တို့ကလန်းလိုင်း entertainment ကနေ season အလန့်အသစ်တွေကိုစင်ဆက်မပြတ်တင်ဆက်ပေးနေမှာဖြစ်လို့ subscribe like share လေးတွေနဲ့အားပေးကြဖို့မေတ္တာရခံကြပါလေအားလုံးကိုကျေးဇူးတင်ပါတယ်ပြန်ပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဟုတ်ကဲ့ခုချိန်မှာတော့ကျွန်တော်တို့အစင်းနဲ့ဖြတ်ကြပြီဆိုလို့ရှိရင်တော့ကျွန်တော်ရဲ့အစီအစဉ်လေးကိုစလိုက်ကြရအောင်ဗျာမြမအရေးအစည်းအဝေးနှစ်ခု လာမယ့်အပတ်ထဲကျင်းပမည်ဟုအာဆီယံကပြောပါတယ်။အာဆီယံအနေနဲ့လာမယ့်သတင်းပတ်မှာပြုလုပ်မယ့်ထိပ်သီးအစည်းအဝေးမတိုင်မီမြမအရေးအထူးအစည်းအဝေးနှစ်ခုကျင်းပသွားမှာဖြစ်ကြောင်းအာဆီယံထွေထွေတွင်ရေးမှုချုပ်ကဗုဒ္ဓဟူးနေ့မှာပြောပါတယ်။မလေးရှားမှာကျင်းပမယ်အဲ့ဒီစီဝေးတွေမှာတခြားပြည်ထနာရက်တွေမပါဝင်မယ်မြမအရေးကိုအထူးအာယုံဆိုင်ဆွေးနွေးသွားမှာဖြစ်တာကြောင့်အသက်အစမ်းဖြစ်တယ်လို့အကြီးအကဲကပြောပါတယ်အစီဝေးမှာဘယ်ကိစ္စကိုဆွေးနွေးမလဲဆိုတာဒါမှမဟုတ် အဆိုပြုချက်အစ်စ်တွေရှိလားဆိုတာကိုတော့သူ့အနေနဲ့မပြောခဲ့ပါဘူးပထမအစည်းအဝေးမှာလက်ရှိရခင်နဲ့လာမယ့်အာဆီယံဥက္ကဋ္ဌနိုင်ငံတွေဖြစ်တဲ့မလေးရှားလာအိုနဲ့ဖိလစ်ပင်းတို့ပါဝင်มาဖြစ်ပြီးဒုတိယတစ်ခုမှာတော့အာဆီယံနိုင်ငံကြားရေးဝန်ကြီးတွေတက်ရောက်မယ်လို့သိရပါတယ်မြမအရေးအခြေအနေတိုးတက်မှုမရှိတဲ့အပေါ်မေးမြန်းတဲ့အခါမှာတော့၎င်းကအာဆီယံရဲ့အလုပ်တိတ်မဖြစ်သေးတဲ့ငြိမ်းချမ်းရေးစီစဉ်ကိုကောင်းမွန်တယ်လို့ကာကွယ်ပြောဆိုထားပြီး ဒါကိုအကောင်းလေဖော်ဖို့တက်ဆိုင်သူအားလုံးကိုသူကတိုက်တွန်းခဲ့ပါတယ်။ဒီပြဿနာကိုမြန်မြန်ဖြေရှင်းလိုက်နိုင်ဖို့အဖွဲ့တစ်ခုကမျှော်လင့်နေတာဆိုရင်အဆင့်ကျော်သလိုဖြစ်နေပါလိမ့်မယ်။ကျွန်တော်တို့အနေနဲ့တော့ဆက်လက်ပြီးထိတွေ့ဆက်ဆံသွားအောင်ပါပါ။ဒါပေမဲ့အချိန်ယူရလိမ့်မယ်။မြင်တဲ့အတိုင်းပဲလေ။ပြဒနာကငါတို့တွေတိတ်ပြီးစိတ်မရှိကြတာပဲလို့သူကပြောပါတယ်ပြီးတော့ငါတို့တွေပြိပခတွေကိုရော့ကြစေတဲ့တိုက်ပွဲကြီးတွေကိုတေးသွားစေတဲ့ညိတ်ငါတို့လူတွေကိုဇပွဲဝိုင်းပေါ်ဆွဲခေါ်နိုင်တဲ့ ဒါတွေကတိုးတက်မှုတွေပါပဲလို့သူကဆိုပါသေးတယ်။ပြီးခဲ့တဲ့အမလကမြန်မာနိုင်ငံမှာငလင်းလုတ်ခတ်ခဲ့ပြီးနောက်အပြစ်ခတ်ရဲဆဲထားပြီးမဲ့စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးတွေအတော်တော်များများပြစ်ခတ်တိုက်ခဲ့တဲ့အပေါ်မှတ်ချက်ပေးဖို့ကိုတော့သူ့အနေနဲ့ညင်းဆိုခဲ့ပြီးအပြစ်ရဲဆဲရေးကိုဘသူကချိုးဖောက်တယ်ဆိုတာမရှင်းလင်းနေဘူးလို့ပြောပါတယ်။မင်းလာတွင်စစ်တပ်စစ်ကြောင်းကိုစောင့်ကြိုတိုက်ခိုက်မှုစစ်သား၁၀ဦးသေဆုံးပြီးတော်ရဲတွင် ဖြစ်တယ်လို့ဆွန့်ပစ်ခဲ့သောစစ်သားအလောင်း၄လောင်းကို PDF ကတင်စီရရှိကြောင်းသိရပါတယ်။ ဘကုံတိုင်းမဲလှမြို့နယ်အပိုင်းဘကိုးယုံမအတွင်တက်လာသောအကြမ်းဖက်စစ်တပ်စစ်တောင်းကိုစောင့်ကြိုတိုက်ခိုက်ရာစစ်သား၁၀ဦးတေဆုံးပြီးတော်ထဲတွင်ဖြစ်သလိုဆုံးဖြတ်ခဲ့သောအလောင်းလေးလောင်းကိုတင်းစီရရှိခဲ့ကြောင်းဒါယဝတီ KI PDF မှတာဝန်ရှိသူကပြောပါရယ်မဲလှ၂၂ရက်နေ့ည7:30မိနစ်ခန့်တွင်မဲလှမြို့နယ်အပိုင်းဘကိုးယုံမတဲရှိခါတင်တောင်ပေါ်သို့စိန်ကန့်လန့်မြို့ချောင်းယုံမဖြတ်ကျော်လာအတိုင်း ခြေလင်းတက်လာသောအင်အားတရာကျော်ပါအကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုဟန်ယူလန်းစုံနဲ့ပြင်ကရုခင်းရွာအကြားရှိတရုတ်ပေါက်ကြောက်ကုန်းအနီး၌ဒိုင်အိုဒီခိုင်တရင်38300တက်ခွဲငါဘူးဝါစစ်ကြောင်းမှတော်လိုင်းတပ်ဖွဲ့များကစောင့်ကြိုတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်ဒိုတိုက်ခိုက်မှုအတွင်လက်နက်ကြီးလက်နက်ငယ်များဖြင့်တနအိခန့်အပြန်လှန်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သား10ဦးထက်မနည်းသေဆုံးကအများအပြားဒဏ်ရာရရှိခဲ့ပြီးဗန်ဘွေကုန်းရွာဘက်သို့တပ်ပြက်၍ဆုတ်ခွာထွက်ပြေးသွားကြောင်းသိရပါတယ်မေလ23ရက်နေ့ နက်နက်9:30မိနစ်ခန့်တွင်တိုက်ပွဲအတွင်းတည်ဆုံသွားသောစစ်သားအလောင်းများကိုလာကောက်သည့်စစ်တပ်စစ်ကြောင်းနှင့်တော်လိုင်းရဲဘော်များထိတွေ့တိုက်ပွဲ15မိနစ်ခန့်ထပ်မံဖြစ်ပွားခဲ့ပြီးစစ်တပ်ဖက်မှလက်နက်ကြီးများဖြင့်ဆက်တိုက်ဖြစ်ခဲ့သောကြောင့်တော်လိုင်းရဲဘော်များပြန်လည်ဆုတ်ခွာခဲ့ရကြောင်းသိရပါသည်။မေလ24ရက်နေ့နက်နက်8:00ခန့်တွင်တော်လိုင်းရဲဘော်များကတိုက်ပွဲဖြစ်ပွားရာနေရာအနီးနယ်မြေရှင်းလင်းရေးပြုလုပ်စဉ်စစ်သုံးပစ္စည်းများတင်းစီရရှိခဲ့ပြီး 6ကဘာတွင်ပြစ်ချထားသောစစ်သားမသားအလောင်းတလောင်းဖြစ်သလိုမြေမြုပ်ထားသည့်စစ်သားမသားအလောင်း၃လောင်းနှင့်တွေ့ရန်ကွက်များကိုတွေ့ရှိခဲ့ပြီးစစ်သားမသားအလောင်းများကိုကောင်းမွန်စွာမြေမြုပ်တကြူပေးခဲ့ကြောင်းသိရပါသည်။အခုတိုက်ခိုက်ခဲ့တဲ့စစ်ကြောင်းကမုတ်ခါဆဲမှာမွေကိုက်ရင်းနှီးခဲ့တဲ့ကောင်တွေပဲ။အဲ့ဒီကောင်တွေကိုညပိုင်းမှာစောင့်ကြိုတိုက်ခိုက်ခဲ့တာ။ဘူလေးဆိုပြီးစကားပြောပြီးတက်လာတဲ့ကောင်ကိုအရင်ဆုံး40မမနဲ့ပြစ်ချလိုက်ပြီးခီရိတက်ပွဲစားဖြစ်တာပေါ့။တိုက်ပွဲမှာစစ်ခွေး10ကောင်တည်တယ်။နေမြရှင်းလေးလို့တော့ ုတ်စော်ထွက်နေတဲ့နေရာတွေကိုတွေ့လို့ဒူးကြည့်တာကျင်းတဲ့ကျင်းနဲ့စုပြုံမြှုပ်ထားတဲ့ခွေးမသားအလောင်း၃လောင်း၆ရက်ပြစ်ချထားတဲ့အလောင်း၃လောင်းကိုတိတ်ဆိတ်ရရှိခဲ့တယ်ဟုတာယာဝတီခိုင် PDF မှတာဝန်ရှိသူတွေကပြောပါတယ်။ထိုင်းမြန်မာနယ်စပ် KNU ကတင်ပိုက်လိုက်သော Black Dose စကားမှထွက်ပြေးသည့်စစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ရန်နှင်ထုတ်နေကြောင်းသိရပါတယ်။ဘက်ဒိုစခန်းတိုင်းတပ်ပွဲတွင်စစ်သား30ကျော်လက်နက်ချပြီးစစ်သားအလောင်း10ခုတင်းစီရရှိပါတယ်။ထိုင်းမြန်မာနယ်စပ် KNU ကတင်ပိုက်လိုက်တော့စစ်တပ် Black Do 6ခါမှထွက်ပြေးသွားသောစစ်ကောင်စီတပ်ဖွဲ့ဝင်63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ရနှင်ထုတ်နေကြောင်းထိုင်းမြန်မာနယ်စပ်စစ်ရေးတရင်ရင်းမြစ်ကပြောပါတယ်။23ရက်နေ့ညနေပိုင်းထိုင်းမြန်မာနယ်စပ်ရှိစစ်ကောင်စီ Black Do 6ကို KNU တပ်မဟာ6ဦးဆောင်သောကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO နဲ့ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တို့ကပြန်လည်တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ်အဆိုပါစခန်းသိမ်းတိုက်ပွဲတွင်စစ်တပ်ဘက်မှ30ကျော်လက်နက်ချပြီးစစ်သားအလောင်း10လောင်းရရှိကြောင်းထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသူစစ်သား63ဦးရှိကြောင်းသိရပါတယ်ထိုင်းနိုင်ငံဘက်အချမ်းတို့ထွက်ပြေးသောမြန်မာစစ်သား63ဦးကိုထိုင်းစစ်တပ်ကလက်မခံဘဲမြန်မာဘက်သို့ပြန်ကူးရန်နှင်ထုတ်နေကြောင်းမြန်မာစစ်သားများကိုရခိုင်ကကဲ့သို့မြန်မာစစ်ကောင်စီထံသို့ပြန်လွှဲပေးခြင်းမလုပ်တော့ဘဲဘေးလွတ်ရမြန်မာဘက်ခြမ်းကိုပြန်ကူးရန်ထိုင်းစစ်တပ်ကဖိအားပေးနှင်ထုတ်နေကြောင်းသိရပါတယ်။အဲမဲ့ကိုထွက်ပြေးသွားတာ63ဦးရှိတယ်။အရဲဝတ်တွေနဲ့ လက်နဲ့မပါဘူးအဲ့ဒါထိုင်းစစ်တပ်ကထိုင်းတဲ့အဝင်မခံဘူးပြန်ထွက်ခိုင်းနေတယ်လို့တီးရတယ်မြန်မာဘက်အချမ်းတိုက်ပွဲလွတ်မဲ့နေရာပြန်ပြေးဝင်ဖို့ပြောနေတယ်ထိုင်းစစ်တပ်ကသူတို့ဘာသာသူတို့လွတ်မဲ့နေရာပြန်ခိုင်းနေတာထိုင်းကနယ်ပြန်နေနေတာလုံးဝလက်မခံဘူးအရင်တို့မြောက်ပြည်နယ်ချားကော်မတီကနေလည်းပြန်မလွှဲဘူးမင်းတို့အစီအပြင်မဲ့ပဲပြန်ကူသွားငါတို့လက်မခံဘူးဆိုပြီးဖြစ်နေတာ ထွက်ပြေးတဲ့ကောင်တွေကလည်းစစ်ကြောင်းတစ်ကြောင်းလုံးစစ်စခန်းဆုံးသွားတာဖြစ်လို့စစ်တပ်ပဲပြန်လွှဲရင်လည်းအရေးယူခံရမှာဆိုတော့ဒီကောင်တွေစုတ်လဲစူးစားလဲယူကိန်းဖြစ်နေတာဟုထိုင်းမြန်မာနယ်ဆက်စစ်ရေးတင်းကျပ်မြက်ကပြောဆိုပါတယ်ဘလက်ဒိုစစ်စခန်းသိမ်းတိုက်ပွဲတွင်တော်လှန်ရေးတပ်များဘက်မှရဲဘော်၃ဦးကြာဆုံးခဲ့ရပြီး၁၀ဦးတန်ရာရရှိခဲ့ကြောင်းလက်ရှိအချိန်တွင် KNLA ဦးဆောင်သောပူပေါင်းမဟာမိတ်တပ်များကထိုင်းမြန်မာနယ်ဆက်ရှိစစ်ကောင်စီတပ်စခန်းများအားလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းသိရပါတယ်နိုင်ငံရေးတွင် အနုပညာရှင်တချို့ကလွယ်မှားစွာဝန်ဆောင်ရွေ့၍နိုင်ငံတွင်မဖြစ်သင့်သည့်များဖြစ်ခဲ့ရဟုအပြစ်တင်လိုက်ပြီးရုပ်ရှင်ယုံများတွင်စစ်တပ်ကအတိပေးလိုသည့်အချက်များကိုပြသပေးရမည်ဟုပြန်ကြားဝန်ကြီးမမောင်အောင်ကအမိန့်ပေးကြောင်းသိရပါသည်မြန်မာနိုင်ငံ၏ဗာဒီနိုင်ငံရေးတွင် အနုပညာရှင်တချို့ကလွယ်မှားစွာဝန်ရောက်ဆောင်ရွက်ခဲ့သဖြင့်နိုင်ငံတော်တွင် မဖြစ်သင့်မဖြစ်ထိုက်သည့်များဖြစ်ပွားခဲ့ရကြောင်းစစ်ကောင်စီပြန်ကြားဝန်ကြီးမမောင်အောင်ကပြစ်တင်ပြောဆိုလိုက်ပါသည် ရန်ကုန်တွင်ရုပ်ရှင်ဇာတ်ကားများယုံတင်ပြသရေးဆိုင်ရာညှိနှိုင်းအစည်းအဝေးတွင်၎င်းကပြည်တင်ပြောဆိုလာခြင်းဖြစ်ပါသည်။အမှုပညာရှင်များအနေဖြင့်ပြည်သူများကိုပျော်ရွှင်မှုပေးရမည်ဖြစ်တဲ့ကဲ့သို့အသည့်ပညာဗဟုသုတများပေးရ၍မှန်ကန်သည့်လမ်းကြောင်းသို့ရောက်ရှိအောင်လမ်းပြပေးကြရမည်ဖြစ်ကြောင်းအမှုပညာရှင်တို့ကမိမိတို့၏အမှုပညာလုပ်ငန်းများကိုလှုပ်ဆောင်ရမည်အစားပါတီနိုင်ငံရေးလုပ်ငန်းများတွင်ရဲမားစွာဝင်ရောက်ဆောင်ရွက်ခဲ့သည့်အတွက်နိုင်ငံတော်တွင်မဖြစ်သင့်မဖြစ်ထိုက်သည့်များကိုဖြစ်ပွားခဲ့ရကြောင်း၎င်းကပြောပါသည်။ထို့ပြင် ရုပ်ရှင်များသည့် ပြည်သူများအပန်းဖြေသည့်နေရာစုဝေးသည့်နေရာများဖြစ်သဖြင့်နိုင်ငံတော်အစိုးရကပြည်သူလူထုထံတင်ပြလိုသည့်အချက်များအတိပေးလိုသည့်အချက်များကိုလည်းပြသပေးရန်လိုအပ်ကြောင်းအကြံပေးစစ်ကောင်စီပြန်ကြိုင်းဝင်ကြီးမမောင်အောင်ကရုပ်ရှင်ဖွဲများတို့ညွှန်ကြားပြောဆိုပါရ။အကြံပေးစစ်ကောင်စီက2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ရုပ်ရှင်လုံငန်းများနဲ့ဖြိုပြဲလုံငန်းများကိုတင်းတင်းကြပ်ကြပ်ထိန်းချုပ်ထားပြီးစင်စာစနစ်ကိုပါပြန်လည်အကောင့်ထဲပေါ်လည်ရှိကြောင်းသိရပါတယ်